အင်တာဗျူးမှာကျမတို့နေပညာပိုင်းဆိုင်ရာအတွေ့အကြုံတွေကိုစစ်ဆေးဖို့လွယ်ပေမဲ့ဝန်ထမ်းတစ်ယောက်ရဲ့ဆက်သွယ်ပြောဆိုနိုင်စွမ်းဒါမှမဟုတ်လို့ရှင်အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းလိုမျိုး soft skill တွေကိုကြားတော့ကျမတို့တိတိကျကျတိုင်းတာဖို့အတွက်ကအခက်အခဲရှိတတ်ကြပါဗျ။အဲ့တော့ဒီနေ့မှာတော့အင်တာဗျူးမှာ soft skill တွေကိုဘယ်လိုတိတိကျကျတိုင်းတာလို့ရမလဲဆိုတာကျမမျှဝေပြသွားပါမယ်။ ပထမဆုံးအနေနဲ့ကကျမတို့ကအပြုမူအခြေခံတဲ့မိကွန်းတွေမေးဖို့အရေးကြီးပါတယ်အနာဂတ်မှာဘာလုပ်မလဲဆိုတာကိုမေးမဲ့အစားပေါ့နော်အရင်တုန်းကဘာတွေလုပ်ခဲ့ဘူးလဲလို့မေးတဲ့မေးလိုက်မယ်ဆိုလို့ရှင်သူတို့ရဲ့စွမ်းဆောင်ရည်ကိုအတိအကျခံမှန်းနိုင်စေပါတယ်ဥပမာပေါ့နော်အရင်ကအဖွဲသားတွေကြားမှာပြိပက္ခတ်တွေဖြစ်တော့ကမင်းဘလို့ဖြည့်ရှင်းခဲ့လဲလို့ မေကုံးမျိုးပေါ့နော်အဲ့လိုမေကုံးတွေကနေမှတဆင်သူတို့ရဲ့ပြဿနာတွေဖြေရှင်းနိုင်စွမ်းကိုကျမတို့သိနိုင်ပါတယ်အဲ့တော့ဒီလိုမေကုံးတွေကရှောက်ထားတဲ့ candidates တွေရဲ့အဖြစ်အပျက်လှုပ်ဆောင်ချက်နဲ့ရလက်တွေကိုကျမတို့သိနိုင်ဖို့အများကြီးအထောက်အကူပြုစေပါတယ်အဲ့တော့ဒုတိယအချက်အနေနဲ့ဆိုလို့ရှိရင်ကြတော့ကျမတို့ကတိကျတဲ့အရေးအချင်းတွေကိုဥတီပြီးတော့မေးဖို့လည်းအရေးကြီးပါတယ် အဲ့တော့ဟိုပေါ့ဟိုမင်းကလိုက်လောညစ်ထွေရှိတဲ့သူလားလို့မေးမဲ့အစားပေါ့နော်အဲအချိန်လေးကိုဖန်တီးပြီးတော့မေးဖို့လိုအပ်ပါတယ်ဥပမာပေါ့နော်အဲရုတ်တရက်ဦးစားပေးလုပ်ငန်းစဉ်တစ်ခုပြောင်းသွားတဲ့အခါမှာဘယ်လိုအစီအစဉ်တွေချပြီးတုံ့ပြန်ခဲ့လဲဆိုတဲ့မေးခွန်းမျိုးပေါ့အဲဒါကလည်းဟိုပေါ့နော်ဒီ position တစ်ခုရဲ့လိုအပ်တဲ့ soft skill ကိုဓာတ်ရိုက်တိုင်းတားရလဲရောက်စေပါတယ်နောက်ဆုံးအချက်အနေနဲ့ဆိုလို့ရှင်တော့ကျမတို့ကစကားပြောဟန်တဲ့ကိုဟန်အမှုရာကိုတတိပြုဖို့အရေးကြီးပါတယ်။ အဲ့တော့ soft skill တွေကိုကျမတို့ကသူတို့ပြောနေတဲ့စကားလုံးတွေမဟုတ်ဘဲနဲ့ဟိုပေါ့နော်ဒီ candidate တွေရဲ့မျက်လုံးချင်းဆိုင်မှုအတန်နဲ့အတန်ထားပြီးတော့ interview ကိုဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာတွေကိုပါမြင်နိုင်ပါတယ်ဥပမာကိုယ့်ရဲ့မေးခွန်းကိုနားမလဲတဲ့အခါဘယ်လိုသူပြန်မေးလေးရှိလဲဒါမှမဟုတ်လို့ရှင်လဲ interview တဲ့သူကိုစကားပြောနေတုန်းမှကြားဖြတ်ပြီးပြောတတ်တာလားဆိုတာကိုကျမတို့ကအာစောင့်ကြည့်တယ်ဆိုလို့ရှင်တော့ဒီလုပ်ငန်းခွင်မှာဆက်ဆံရေးကိုသူကဘယ်လိုတိစောက်လို့တိစောက်တဲ့သူလဲဘယ်လိုဟိုပေါ့နော်အဖွဲ့နဲ့ဘယ်လိုတသားလဲကြားမလဲဆို တာမျိုးလေးတို့ကျမတို့ခံမှန်းလို့ရစေပါတယ်အဲ့တော့ဒီနေ့ကျမမျှဝေပေးတဲ့အချက်လေးတွေထဲမှာဆိုလို့ရှိရင်အပြုမူအခြေခံတဲ့အခြေခံပြီးမေးတဲ့မိကွန်းနေပြီးတော့တိကျတဲ့အရေးအခြေအနေကိုဥတည်ပြီးမေးတဲ့မိကွန်းနေပြီးတော့ကိုဟန့်အမှုရာကိုလည်းကျမတို့ကတတိပြုပြီးအကဲခတ်သွားမယ်ဆိုလို့ရှိရင်တော့ကျမတို့အင်တာဗျူးလုပ်ငန်းစဉ်မှာ soft skill soft skill တွေကိုကျမတို့ကအထိုက်အမြောက်တိုင်းတာမှု ရရှိစေနိုင်ပါတယ်။